ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနှစ်ကုန်ပိုင်းမှာ1 Championship မှာထိုးသက်သွားဖို့ရှိနေတယ်ဆိုတော့မြန်မာ UA လက်ဝဲအကြောမဖိုင်တာကြီးထွန်းထွန်းမင်းရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မနေ့ကညကတော့1 Championship က155110ပြိုင်ပွဲကြီးကို Lumpini Stadium ကိုင်းနေမှာကျင်းပ PC သွားခဲ့ပါပြီမြန်မာပရိသတ်တော်တော်များများနဲ့စီစီကားကားတိုက်တိုက်မင်းမင်းနဲ့ကိုကြည့်ခဲ့ကြရတာပါမြန်မာဖိုင်တာနှစ်ဦးပြည့်တဲ့ထွန်းမင်းအောင်နဲ့စူပါအေဂျင့်တို့ကပါဝင်ထိုးသက်ခဲ့ကြပါတယ် မြန်မာ fighter super agent ဂျပန် fighter mukasido ကိုအမှတ်နဲ့အရင် နိုင်ခဲ့ပြီးဒီမြန်မာ fighter ထွန်းမင်းအောင်ကတော့ thai fighter chap phat ကိုဒုတိယအချိန်မှာ tko နဲ့အနိုင်ပြနိုင်ခဲ့ပါတယ်ထွန်းမင်းအောင်က bonus ဘတ်၃သိန်းခွဲကိုပါဆုတ်ခူးသွားခဲ့တာပါထွန်းမင်းအောင်ရဲ့နိုင်ပွဲကြောင့်မြန်မာပြည်သက်တွေကပျော်ရွှင်ခဲ့ရပါတယ်ထွန်းမင်းအောင်နေနဲ့လည်းအကောင်းဆုံးကြိုးစားပြီးနိုင်ပွဲယူပြခဲ့တာပါ super agent ကလည်းအကောင်းဆုံးစူးစမ်းခဲ့သည့်တိုင်အောင်သူ့အနေနဲ့တော့နိုင်မွေးယူပြနိုင်ခြင်းမရှိခဲ့ပါဘူး ဆိုပေမဲ့အကောင်းဆုံးစူးစမ်းရင်ဘာမှမဆိုဖြစ်လာနိုင်တာဖြစ်လို့ရေချမ်းနေနဲ့အားမလျှော့ပဲဆက်လက်စူးစမ်းဖို့တိုက်တွန်းလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဒီနှစ်ကုန်ပိုင်းမှာ1 championship မှာထိုးသက်သွားဖို့ရှိနေတယ်ဆိုတော့ထွန်းမင်းအောင်ရဲ့အခုဖြစ်သူထွန်းထွန်းမင်းရဲ့အကြောင်းအကိုတင်ဆက်ပေးပါရစေခင်ဗျာထွန်းထွန်းမင်းကတော့သူ့အနေနဲ့ထွန်းမင်းအောင်ပွဲပြီးမှသူ့ရဲ့1 championship ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုး interview မှာပြောဆိုသွားပါတယ် တော့ကန်လန်းလာလာရှိတော့ဟုတ်ကဲ့ဝေးချလို့မရဟုတ်ကဲ့အဓိကကျွန်တော်ဝေးမရဘူးအကြီးဆုံးမှပြန်အောင်ပြန်အောင်89လောက်မှပြန်ကျွန်တော်ဆရာကို89 89တော့ကန်လန်းမှုတွေအများကြီးရှိတယ်ဒီကကြည့်အောင်ရှင်အဲ့ကျွန်တော်7လပိုင်းပွဲပြီးတော့ဆုံးပြတော့ကျွန်တော်7လပိုင်းမှာကျွန်တော်မြန်မာနိုင်ငံချန်ပီယံလူ့အထူးပွဲပြီးရင်ကျွန်တော်အဲ့ဒီပွဲပြီးရင်တော့ကျွန်တော်ဒါကျွန်တော်ရဝမ်းရခနေကိုဆုံးပြထွန်းထွန်းမင်းကတော့လာမယ့်7လပိုင်းမှာမြန်မာ US လက်ဝဲပွဲထိုးသက်သွားရမှာပါ သူ့ကိုဝမ်းချမ်းမြင့်ရှစ်က၅ကြိမ်လောက်ကမ်းလှမ်းထားပေမဲ့ဝိမချနိုင်သေးတဲ့အတွက်ကြောင့်မလို့ဝမ်းချမ်းမြင့်ရှစ်ဂျိုးဝိုင်းနဲ့ကိုမဝင်ရောက်လာနိုင်သေးတာဖြစ်ကြောင်းပြောဆိုသွားပါတယ်။ဝမ်းချမ်းမြင့်ရှစ်မှာထိုးတဲ့ရင်ထွန်းနုံမင်းအနေနဲ့ lightweight တန်းမှာထိုးတက်ရပါပါ။ထွန်းနုံမင်းသာဝမ်းချမ်းမြင့်ရှစ်မှာထိုးတဲ့ရင်မြမပရိသတ်အပြင်းနဲ့ကွင်းထဲမှာတင်ပြချက်ပြင်းနဲ့အားပေးချမှာပါ။ထွန်းနုံမင်းကလက်ရှိမှာအသက်33နှစ်ရွယ်ရှိနေပါပြီ။သူအနေနဲ့ဝမ်းချမ်းမြင့်ရှစ်မှာထိုးတက်မယ်ဆိုရင်အခုချိန်ကအကောင်းဆုံးအချိန်ကာလဖြစ်ပါတယ်။ဒီအချိန်မှာထိုးတက်မှသာ ။နောက်မဆိုရင်တဖြည်းဖြည်းနဲ့မြန်မာဖိုင်တာအကြပိုင်းကိုရောက်ရှိလာတော့ပါပါ။ထိုတိုင်မြန်မာဖိုင်တာတွေနေနဲ့ရိုးရလက်ဝတ်ပွဲထိုးတာနဲ့မတူညီတဲ့ထိုးတင်မျိုးကိုရရှိသွားမှာပါ။ကံကောင်းပြီးအလဲထိုးနဲ့နိုင်ဘောနပ်ဘတ်၃သိန်းခွဲပါရသွားရင်တော့အတိုင်းထက်အလွန်ပါပဲ။ဒါကြောင့်ဝမ်းမာသာထိုးတက်ရရင်ထွန်နမင်းနေနဲ့အခွင့်ကောင်းတွေပိုမိုပိုင်ဆိုင်သွားနိုင်ပါတယ်။ ထွန်းနမင်းကတော့လာမယ့်၈လပိုင်းမှာသူ့အနေနဲ့ယူရလက်ဝဲပွဲထိုးသက်သွားမှာဖြစ်ပြီးအဲ့ဒီပွဲပြီးတာနဲ့ဝမ်ချမ်ပီယံရှစ်မှာထိုးသက်လာမယ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချသွားမယ်လို့ထွန်းနမင်းကပြောဆိုထားပါတယ်။ပရိသတ်ဒီနေနဲ့ရောဘလို့ထင်မြင်ယူဆမိပါသလဲထွန်းနမင်းအနေနဲ့ဝမ်ချမ်ပီယံရှစ်ကြိုးဝိုင်းထဲမှာထိုးသက်ရမယ်လို့ထင်မြင်ယူဆမိပါသလားမိမိတို့ရဲ့ထင်မြင်ချက်တွေကိုလည်းဝမ်းရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးခင်ဗျာ။ထွန်းနမင်းရဲ့အကြောင်းထူးခြားတဲ့ရှင်နဲ့ကျွန်တော်တို့ channel ကအမြင်ဆုံးထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။